မြင်္ဂလာပါရှင်မမပုတ်ကချန်နယ်ကနေချက်ပရိသတ်တွေကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကတော့ဆရည်သူဓမ္မန်တန်ကူရေးသားထားတဲ့ဒဝဲစောင်းမုံစိုးမုံကောင်ကနဘမုံစိုးအပိုင်းတစ်ကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်လေးမတင်ဆက်ခင်မိမှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားနူဒီခေါလာလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါရစေရှင်ကြားဆပြီးတော့ဇလန်လေးကို တူတူနားဆင်ကြည့်လိုက်ကြရအောင်ပါနော်မြန်မာပြည်အလဲပိုင်းပကိုးရုံမရဲ့ အစွန်အစုံဖြစ်တဲ့ပုပ်ပားတောင်မကြီးစီကနေရုံးမဆွေရဲ့တွင်ဘက်စီကိုပြန်ဝင်နေတဲ့တောင်နှင်းကြီးရဲ့အခြေစီကရင်အေးဆိုတဲ့ဇွာလေးရဲ့တကောင်ရံချိန်မှာပေါ့အေဖာအေဖာကိစိမှုအကြားစီကခေါ်တန်းကြောင်းဥဖိုခတ်တရနိုးထလာရတယ်။ပဝင်းချင်းကိုကြည့်တော့မြူလိုလိုမီးခိုးလိုလိုအစာတွေကရှစ်တိုင်းလိုရဲ့အမော်ရတီပိတ်ပိတ်နေမှုတော့မရှိဘူး။မြေခွင်းကိုမြင်သာထင်သာနေတဲ့နေရာတခု အေဖာဟေးငါသားလှိုင်တန်းပါနေတဲ့ခေါ်တန်းကထပ်ပြီးချက်ပေါ်လာတာမလို့ဥပုကတယောက်ကထူလိုက်မိတယ်ဒုသန်ပြူပြီးတိတ်မကြလိုက်ပါဘူးမုံဝေဝါနေတဲ့မြူရီကြားတဲ့ကနေအစိတ်လေးတခုထိုးထွက်လာတယ်အစိတ်ကဥပုကနဲ့ကလလန်းစီရောက်တော့ရက်တန်သွားပြီအေဖာကျုပ်တောင်းအောင်ရထားတယ်မနေ့ပြန်မနေ့အာယုံကျင်းတာနဲ့စင်ပင်ကြောင်အထက်နာကတက်ခွားပင်ကြီးစီအောင်ကိုတွားယူရမှာပါ အစိတ်ကပြောပြီးညာနဲ့လက်ထွက်ဖို့ပြင်လေတယ်။ဟာခဏခဏနေပါဦးတားရဲ့။အဲ့ဒီအစိတ်ကကြောက်ခန့်ရက်သားရက်တန်သားတယ်။ဘာပြောမလို့လဲအေဖာ။ဥဖို့ခါအစိတ်ကိုမြစ်တာကြီးလွှမ်းနေတဲ့အကြည့်တွေနဲ့လမ်းကြည့်နေရက်ကငါတားရဲ့။မြို့အဖေတို့မွေးခဲ့တာနှစ်ပေါင်း20ရှိခဲ့ပြီ။ဒီနှစ်ပေါင်း20ရဲ့အတွင်းမှာငါတားမျက်နာကိုရှင်းနှစ်သားအထိပဲအဖေတို့မြင်တွေ့ခဲ့ရတယ်။အဲ့ဒီနောက်ပိုင်းကနေအခုထိမြင်တွေ့ရတာမရှိတော့ဘူးကွာ။ ဒီတခါတော့အဖကိုငါသားမျက်နှာလေးမြင်ချင်လို့တယ်ကွယ်အဖကိုမြင်ခွင့်ပေးပါလားကွာအဲ့ဒီခါအရိတ်ကခေါင်းရမ်းပြီးတော့တပ်ပင်းချသံထွက်ပေါ်လာတယ်မရဘူးအဖကျုပ်ကိုအဖေတို့မြင်လို့မရဘူးကျုပ်ကလည်းအဖေတို့ကိုမျက်နှာပြခွင့်မရှိဘူးအဖဘာလို့လဲငါသားရဲ့အဖေတို့မှာဘာမှောင်ရင်မှုရှိလို့လဲအဖေတို့မှာဘာအပြစ်ရှိလို့လဲမင်းအမေဆိုရင်လည်းမင်းမျက်နှာလေးကို မြင်ချင်လွန်လာကြည့်ရဲ့လို့အဖကိုနေ့တိုင်းပြောပြနေတာကွယ် အေဖနဲ့အင်မစီမှာကိစ္စမရှိပါဘူးအေဖကျုပ်စီမှာသာအပြစ်ရှိတာပါဘလို့အပြစ်မို့လို့လဲငါသားရဲ့အေဖကိုပြောပြပေးနိုင်မလားကွာပြောပြလို့လဲမရဘူးအေဖမဟုတ်သေးဘူးနော်ငါသားအေဖမင်းကိုတောင်းဆိုနေတာပါကွာဥဖိုကအဲ့လိုပြောပြီးတော့ခြေလန်းကိုအရေးစီကိုတိုးကပ်ဖို့လှမ်းလာခလိုက်တယ်အေဖခြေလန်းကိုရက်လိုက်ပါဗျာကျုပ်နားကိုတိုးကပ်မလာပါနဲ့ကျုပ်ပြောတာကိုလိုက်နာပေးပါအေဖရဲ့ငါသားရဲ့ ဥဖို့ကငုံမချလိုက်ပေမဲ့ရှင်နှင်းကစွန့်နေမှုတွေကြောင့်မျက်ဝန်းမှာမျက်ရည်စတွေဝှေ့တည်နေရတယ်။အဖကျုပ်ကလူချောင်လေးတယောက်ပါ။ကျုပ်ကိုမြင်လို့လဲအဖရိုစီမှာဖြစ်ပေါ်နေတဲ့တဟတဲ့စာလောင်စိတ်တွေကပြေတော့မှာမဟုတ်ပါဘူးဗျာ။ငါသားရဲ့မင်းလိုပဲလူချောက်လေးတွေမွေးတဲ့မိဘတွေရဲ့အကြောင်းအဖေကြားဘူးပါတယ်။သူတို့ဆိုသူတို့မိဘတွေနဲ့အခုလိုမျိုးစုံနေတိုင်းတကယ်အပြင်ကသားသမီးလိုပဲပြုတ်မှုဆက်ဆန့်ကြတာတဲ့။ ကျောက်ကသူတို့နဲ့မတူဘူးအေဖာအေဖာအဲ့ဒီကိစ္စကိုနားလည်ပေးပါတော့အဖေနဲ့အမေတခုမှကျင်နာကတော့ဒီနေ့ဒီအချိန်ဟာကျုပ်အဖေတို့အရှိမျက်နှာပြဖို့မသင့်တော်သေးလို့အဲ့လိုဒါမှတ်ထားလိုက်ပါအေဖငါသားရဲ့တချိန်ချင်းတော့တွေ့ရမှာပါအေဖကျုပ်သွားတော့မယ်ဗျာမနှက်ပြကြရင်ကျုပ်ပြောတဲ့နေရာစီကိုတားဟောင်းတဲဖို့ဆက်ဆက်လာခဲ့ပါအရှိတ်ကပြောပြတာနဲ့မြူလိုလိုမိခိုးလိုလိုအရာတွေကြားထဲကနေ တိုးဝင်ပြောက်ွယ်သွားလေတော့တယ်။အဲ့ဒီခိုက်မှာပဲဖိုးခတ်တယောက်ဖြစ်နေကြပုံစံအတိုင်းအိမ်မက်ကနေလန်နိုးလာခဲ့တော့တယ်။ဝမ်းနဲ့စိတ်ကြောင့်ထမရဲ့ဦးဖိုးကရဲ့မျက်ဝန်းတွေကပြန်ပြီးတော့မှေးမိတ်လို့မကြတော့ဘူး။ဒါနဲ့အိမ်မက်ကျောင်းတွေကိုပြန်စင်းစားတွေးတော့ပြီးတော့အတိတ်စီကိုပြန်လဲရောက်ရှိသွားပါတော့တယ်။အေဂျင်စီမှာမှတ်ပွေးတယောက်စိတ်ပြက်လက်ပြန်နေထိုင်နေတယ်။ဒီအချိန်ကတော်ရဲစီကနေကိုင်းဖော်ပြီးပြန်လာတဲ့ကိုင်းကြောင်ရရှိလာတဲ့ရုံနဲ့ကောင်ကို ကိုပြည့်စီတင်ပေးလိုက်ရင်ပုံပန်းတရံကိုတတိထားမိလိုက်တယ်။ဟဲ့မတ်ဘွေမင်းဘာပြနေတာရောမတ်ဘွေကတော်တော်နဲ့မပြောမျက်နှာကိုတုံ့မုံထားတယ်။အမှန်မှာတော့တုံ့မုံနေဆိုတာတည်းဝမ်းနေနေတဲ့အရှိအောင်တွေလွှမ်းခြုံနေတာပါ။ကိုဘိုးကကမတ်ဘွေရဲ့အသွင်ပြင်းကြောင့်အနားကိုရောက်ရှိလာတယ်။ဟဲ့မတ်ဘွေမင်းနေတယ်လေ။ဟမ်မတ်ဘွေစီကတပင်းချီကြီးတစ်ချက်ကိုဘိုးကအနားဝင်ထိုင်လိုက်တယ်။ပြီးတော့မတ်ဘွေလက်ကိုစောက်ကင်လိုက်ပြီးတော့မိမ့်မ ကိုဘိုးကမပွေးမျက်နှာကိုတစ်ချက်စူးစမ်းကြည့်ခေါ်လိုက်တယ်။ကလေးကိစ္စလား။อืมငါလဲနင်းနဲ့အတူလိုချင်တာပဲလေ။မရသေးတာတော့ငါတို့ကံပေါ့။တိတ်ပြီလဲစိုက်ချဲမထပါနဲ့ဟာ။အခုဒီတဘိုရဲလာဆုပ်ရင်တနေ့ပြည့်တော့မယ်နော်။ကျုပ်စီမာများချုံရင်းနေသလားတော့။ဟာအဲ့လိုတော့ဟုတ်မယ်မထင်ပါဘူးမပွေးရ။ရှည်ရင်းရှိငါသာရှိမှာပါ။ငါလူပြောတော့ပို့ထိခံထားရတယ်မလား။ပို့ထိရင်အဲ့လိုဖြစ်တတ်လို့လားကိုဖိုးခတ်ရဲ့။ อืมငါจ้าบุนาวาရှိတာကတော့ပိုးကောင်ရဲ့အစိတ်ကအာယုံကြွားတွေကိုထိခိုက်တယ်တဲ့ဟာအဲ့ဒီကနေတဆင်အခက်မသိရင်မျိုးပွားမှုကိစ္စတွေကိုထိနိုင်နေတယ်ဟာကိုဘိုးကစကားဆုံးမှာတော့မပွေငင်းငိုင်သွားရပြန်တယ်လိုခဲ့တဲ့ခဏလေးလောက်ကကိုဖိုးခက်လဲတဲ့ကြက်လိုက်ရင်ပိုးထိခဲ့ပိုးတယ်အဲ့ဒီတော့ကတင်မင်းချက်သမားကလက်ဦးသွားတော့မလို့ကိုဖိုးခက်တေကန်းစီကိုမရောက်ခဲ့ပေမဲ့တလားလောက်တော့အကြောတွေပါရိဆိုင်ပြီးတော့အိတ်ရတယ်လဲခဲ့ရတယ် ဒီကနေ့ပုံမဲ့အတိုင်းပြန်ဖြစ်ဖို့ကိုလားနဲ့ချီပြီးဆက်ကြိုးစားခဲ့ရပြန်နေကိုဘိုးကရဲ့အတွေ့တွေကအတိတ်ခဏပြောင်းသွားခဲ့ရတယ်အဲ့ဒီခိုက်ကိုဘိုးကမပွေးရတန်ကထွက်လာတော့အတွင်းနေတဲ့ကနေကိုဘိုးကနိုးထလာလေးပါရောဟေးတုတ်တုတ်ဘယ်နဲ့လုံးကြမရောအိမ်အောင်ကြတာကငားနဲ့ပြေတော်မင်းတုတ်သူများတကားတွေလိုကလေးတွေနဲ့ပျော်နေတာကိုကြည့်ပြီးကလေးလိုချင်နေတော့อืมဟာငါဘက်ကချုံရင်းချက်ကြောင်ဆိုတော့ ။အိုတော်မဖြစ်တန်ရပါဘူး။ကိုဖိုးကဆရာငငယ်နဲ့ဇကားတွေကိုစုံနေတော့မပွေးရဖြတ်ပြောလိုက်တယ်။ဒီမဲ့ကိုဖိုးကတော်ယောက်ျားမှလား။အဲ့လေငါယောက်ျားဆိုတာတလောကလုံးမှာမင်းအတိဆုံးပဲမပွေးရဲ့။ဟဲ့ဘလူကြီးပြောလိုက်တာရောတော်။သူများတွေကြားကုန်ဦးမှာဖြစ်။မပွေးကဘေးဘီဝေရာကိုမလုံမလဲကြည့်ရင်ပြောလိုက်တယ်။ပြီးတော့ဆက်လက်ပြီးတော့ကျုပ်ကတော့စိတ်ကိုတင်းထားဖို့ပြောတာငငယ်တော့ကြားဘူးတယ်စိတ်ကဆွာရှိရတဲ့တော့อืมအဲ့ဒီတော့ အဲ့ဒီဆွမ်းဟာလေအတိုင်းစားမရှိတတ်ဘူးဆိုပြီးဗာရီတက်ကပြောဘူးတယ်အဲ့ဒါကြောင့်တော့စိတ်ကိုတင်းထားကလေးမရနိုင်ဘူးဆိုတာတော့မတွင်းနဲ့ကြောက်လည်းမရနိုင်ဘူးဆိုပြီးတော့စိတ်စားမဖြစ်တော့ဘူးအင်းနေအတန်စိုးတော့မစိုးပါဘူးဆက်ပြောပါအောင်ကွာကြောက်လေကလေးမရလို့ဆိုပြီးဟိုနေရာဒီနေရာမှာလဲတာစုပန်နာမျိုးတွေကိုမလုပ်ချင်မိပါဘူးအဲ့ဒီတော့စေကောင်းဝါကောင်းကိုမိဝဲရမယ်အစားကိုအားရှောင်စားရမယ်ဘယ်လိုလဲ မပွေးကအာတက်တရောပြောနေတယ်။ကုဖိုးခန့်မပွေးကိုကြည့်ပြီးတော့ပြုံးမိလာလေရဲ့။အဲတော့တော့ဘာပြုံးနေတာရော။မင်းပြောတာကိုသဘောကျလို့ပါဟ။ဟာဘလောက်တောင်သဘောကျစရာရှိလို့လဲတော့။တော့အဲ့လိုကြီးပြုံးနေတော့ကြောက်ရက်တယ်တော့။ပြောရုံကပြောနေပြီတော့ဗျာ။ဟာကုဖိုးခန့်တော့တော့ပြောလေစိုးလေပါလား။ကဲပါမပွေးရဲ့။ငါနင့်ပြောရတဲ့အကြောင်းစိတ်ကြည်လာလို့ပါဟ။အင်းမကြောက်လဲစိတ်ကြည်သွားပြီ။ ဒါမဲ့ကြောက်တကယ်လို့မှာနော်အေးပါဟာအေးပါမင်းမရနေအောင်မျက်နှာလေးတွေကကြည်လင်လာရပြီကိုဖိုးကဲဟင်တော်ယုံရလာလားလားအပွေးကခုနကကိုဖိုးကဲရရှိလာတဲ့ဇုံနကောင်ကို အခုမြင်သွားပြီးတော့မေးလိုက်တယ်အေးဟုတ်တယ်ဟာရတော့ဆက်မှာကိုင်းချောင်ခဲ့တာရလာတာမနေ့အစောကမိတာထင်နေဟာဘူးနေနေပဲရှိသေးတယ်ကွဟုတ်လားဒါဖြစ်လေဟင်းချက်မီကြောက်ကိုကင်ပြီးဟိုအေးတကောင်လုလိုက်မယ်ကွာ တကောင်တော့ရွာထဲပို့ရမယ်ဟာပြီးတာနဲ့သွားပို့တော့ကုတ်ဘိုးကလေးကျွေးနေဦးတယ်တယ်ပြီးတော့ဓာတ်ကိုယူပြီးတော့ယုံတကောင်ကိုစတင်ကြိုက်ပါလေရဲ့အဲ့ဒီကနေ၃လလောက်ကြာမှာတော့မပွေးတရားကိုဝင်ရရှိလာတဲ့အရှိအောင်နေပြတာလာခဲ့ပါတယ်လီရီအန်နေအစားရီအန်နေလူကလည်းနှုံးခွေနေတက်ပြီးတော့မွှေမလန်းဖြတ်နေတယ်လက်တဲ့ခေါ်ပြကြည့်တော့ကိုဝင်ရှိတာတေးကြပြီတဲ့မိမယာနေအောင်ပျော်လဲကြတာမိုးတီတောင်ရောက်ကြတော့မလားထိမ့်မဲ့ရတယ် မပွေးရေငါတော့ပျော်လွန်းလို့လေးပေါ်တော်တစ်ချက်တက်ကျင်နေပြီဟာကျုပ်လည်းအတူတူပါပဲတော့ကျုပ်ကပိုပြော်တာပေါ့တော့အေးဒီကနေ့အင်းလုတ်တွေအလုံးဒီမောင်ကြီးပဲလုတ်ပါမယ်ဗျာအိုတော့အဲ့တော့တော်ကြီးပဲပြင်မှန်းမှာပေါ့ကျုပ်ပေါ်မှာအတိုင်းလောက်နိုင်ပါတယ်တော့ဟာမကြဘူးလေဟာနင်မလုပ်ရဘူးနင်ကအခုရွှေဥကလေးကိုဥပေးမယ်ငမ်းမလေးဖြစ်သွားပြီ ကိုဖိုးကရဲ့ပြောကြောင်းမပွေးတယောက်တခိခိနဲ့ရှင်းပြပါတယ်။ကိုဝင်ရပြီးမကြပါဘူး။မပွေးစီမှာထူးခြားတဲ့လက္ခဏာတွေပြသလာခဲ့ပါတယ်။အဲ့ဒါကတော့ကိုဖိုးကတားအောင်ကြလာပြီဆိုတာနဲ့မပွေးတို့အသေးအံပြေးစင်လာပြီးတားအောင်ချက်ဖို့သူကိုယ်တိုင်လောက်တာရဲ့။မပွေးဖဲ့ပါဟာငါဖြတ်ပါမယ်ဟာ။အိုးတော်သားဖဲ့စက်မှာကြုတ်ဖြတ်ချင်လို့ဖြတ်မယ်တော့။မပွေးကပြောမရဆိုမရအတင်းကရောကိုပဲဓာတ်ကိုဆွဲလို့ ကိုဘိုးခဲ့ကြလာတဲ့တားကောင်တွေကိုအမွေးချစ်တာကစာသူကိုယ်တိုင်အဆအဆုံကန်နေတော့တယ်။ကိုဘိုးခဲ့မှာတော့မဘွေးရဲ့ပြောင်းလဲမှုတွေကိုကြည့်ပြီးတော့ပြင်သက်အောင်းနေရပါတယ်။လူဆိုတာကငယ်ရွယ်စဉ်အပြုတ်ပေါက်ကလေးကရွာမှာကိုင်းမုတ်ဆိုးအဖြစ်လှုပ်လာခဲ့တဲ့သူလက်နဲ့ကိုင်းမုတ်ဆိုးမဟုတ်တော့တော်ရဲဝင်ပြီးတားကောင်ကြည်ကြည်မမမဖမ်းဆီးနိုင်ပေမဲ့ရွာခွင်းနေတောဆက်တွေနားမှာကိုင်းထောင်ရင်ယုံကြည်တော်ကြောင်တခါတလေတော်ဝယ်တီသူရရှိခဲ့ဘူးတယ် ဒီကနေ့မပွေးနဲ့အင်တောင်ရဲသားကြခဲ့တယ်။သူလည်းကိုင်းမို့ဆိုအလုံးနဲ့ပဲဆက်လက်အတက်မွေးခဲ့တယ်။တားအောင်ရရှိလာတိုင်းသူကိုယ်တိုင်ကိုင်းသူကိုယ်တိုင် ဖြတ်ပဲလုပ်ခဲ့တာရဲ့။ဒီအချိန်တိုင်းမပွေးကသွေးတန်တရေရဲနဲ့တားကောင်ကို မကန်ရဲလို့ဆိုပြီးအနားတော်လာတာမဟုတ်ပါ။အခုတော့အဲ့ဒီတုန်းကမပွေးနဲ့အခုမပွေးကွာခြားချက်ကအလွန်ကြီးမားနေပါတယ်။အခုသူ့ဝမ်းပိုက်လုံးလုံးလေးနဲ့မပွေးက ငပြောဘက်ကိုအောက်မှခင်းပြီးတော့တင်မားချခြေပြက်လက်ပြက်ထိုင်ပြီးတော့တားကောင်ကိုခုတ်ထစ်ဖြတ်ထောက်နေတာများနှစ်ချုပ်မိုးဆိုးကြီးတယောက်လာပဲကိုဘိုးကတော့ကြည့်ရင်လည်းဗဇဟောင်းသားနဲ့ပေါ့မပွေးရဲ့အပြုမူတွေကိုလက်သက်ကြီးအရင်မြင့်ဘိုက်လာစမ်းချိန်မှာမေးမြန်းမိတယ်တရင်သားရဲ့ပြိကံစိတ်ကြောင့်ဒီလိုဖြစ်တာပဲမောင်ဖိုးခက်ရဲ့อืมဒီကလေးကတော့မင်းလိုပဲမိုးဆိုးညံနေပြနေတာပဲဆိုတော့ကိုဘိုးခက်စက်သိန်းတစ်ဖြန်းဖြန်းထမိတယ်အကြီးရဲ့အဲ့လိုသားဆိုဘယ်နဲ့လုံးမရောဗျ ကျောက်ကမိုးဆိုးအလုပ်ကိုဝါသနာပါလို့တွန်းအားကြည့်တာကြောင့်လုံမိတာပါအကုသို့များလုံလုံကျောက်သားသမီးကိုတော့မလုံးစေချင်ဘူးဗျာကလေးရဲ့ဇာတိပရိကံလေးကွယ်မောင်ဖိုးခက်ရဲ့ဒါတော့ဘယ်လိုလုပ်ပြင်ဆင်လို့ရမှာတော့အကြီးရဲ့ခတ်တော့ခတ်ပါပြီဗျာဒါဟာကလေးရဲ့ဇာတိပရိကံဆိုရင် တကယ်လို့သာတမီမင်းကလေးမွေးလာရင်ရောဘယ်လိုလုပ်မလဲအကြီးမြင့်ကတပ်ပင်းချလိုက်တယ်ဒီလိုဆိုလဲဘယ်လိုပြင်ဆင်နိုင်မှာလဲမောင်ဖိုးခက်ရဲ့ ဘဘုတ်ကတကယ့်ကိုစိတ်ရှုပ်ထွေးသွားရပါတယ်။သူ့အနေနဲ့ကိုရိုင်းသားမိုးဆိုးအလုပ်ကိုလုပ်နေတာဖြစ်ပေမဲ့သားသမီးကိုတော့ဒီအကူတူအလုပ်ကြီးကိုလက်စင်မကန်းလို့ပါ။အခုတော့တရေသားရဲ့ဇာတိပရိကံနဲ့ဒီကံကဘလောက်တောင်ကြီးကြီးမားမားပါနေတယ်လဲဆိုတာတော့မသိတော့ပါဘူး။အခုမပွေးဖြစ်တဲ့ပုံစံကိုကြည့်ပြီးတော့တော့သူ့လူမိုးဆိုးလူလင်ပဲနှစ်ပေါင်းများစွာလှုပ်ခဲတဲ့သူတယောက်နေနဲ့စက်သိန်းတပြန်ပြန်ထမိပါတော့တယ်။ဒီကိစ္စကြီးကကိုဖိုးခန့်အတွက်တကယ်ကိုရင်လေးစရာဖြစ်ပါတယ်။ တပတ်လောက်အချိန်ယူပြီးစဉ်းစားကြည့်ခဲ့တယ်။ငါမုတ်ဆိုးအလုပ်ကိုဆွတ်လွတ်လိုက်ရောကိုဖို့ကတကယ့်ကိုနင်းနေနေနဲ့တွေးနေပါလေ။သူလူငယ်ပိုင်းဘဝတွေကမယိုးပလာလေရာလုပ်ကိုစန့်ကျင်ပြီးတော့မုတ်ဆိုးဖြစ်ခဲ့တယ်။တသက်လုံးလည်းဒီလုံးနဲ့ပဲအသက်မွေးဖို့လည်းဆုံးဖြတ်ခဲ့တာဖြစ်ပေမဲ့အခုသားသမီးရခန့်နေမှာပဲဒီဆုံးဖြတ်ချက်ကပြုပြင်ကြတော့မယ်ပုံ။နောက်ဆုံးမှာတော့အချီအချတွေးတော်ရင်ကိုဖိုးကမိုးဆိုးလုပ်ကိုဆွလို့ဖို့ဆုံးဖြတ်နိုင်ခဲ့ပါတယ်။မပွေးဟင်ဘာဖြစ်လို့လဲကိုဖိုးခက် ငါမုံဆိုးလို့မလုပ်တော့ဘူးဟာ။အိုးဘာဖြစ်ရမလဲတော။မျိုးလုံးအဝိုင်းသားနဲ့မင်းမြန်းမင်းမေကုန်းထုတ်လာတယ်။ဘာမှမဖြစ်ပါဘူးဟာ။ငါဆက်မလုပ်ချင်တော့လို့ပါ။ဟုတ်တော့တော့လည်းပြောင်းစားကြည့်ပါလားတော။อืมဟုတ်တယ်။ငါတွေးနေတာတော့ကြပါပြီ။အခုပဲစုံပြမိတာကွာ။ကိုဖိုးခက်ရဲ့တော်ဘလို့များစုံပြလိုက်တာတော့။ကျုပ်ဖြစ်အခုမှဒီအလောက်ကိုခုံမိမိကစားရှိသေးတယ်တော့တရေသားရဲ့ဇာတိပရိကံဆိုတာမင်းစီကို ကိုဖိုးကံပေးမသိချင်မိပါဘူး။ငါကိုယ်တိုင်ကစိတ်မပါတော့လို့ပါဟာ။ကျုပ်ကတော့မော်ဆိုးလုတ်ကိုသုံးစေချင်တယ်တော့ရေ။တားကောင်ရရင်ခုတ်ထရတာကျုပ်ပြောတယ်တော့။ဖြစ်နိုင်ရင်လေကျုပ်ကိုယ်တိုင်တော့တားကောင်လိုက်ပန်းချင်တာ။ကျုပ်ကိုပြဆမ်းမှာတော့ကိုဖိုးကံဘာပြန်ပြောရမလဲမသိအောင်ဖြစ်နေပါလေ။ဒီပုံတိုင်းဆိုမပွေးကပြောလို့စမယ်မထင်တော့ပါ။မင်းကသဘောကျတယ်ဆိုတော့လေငါလည်းပြန်လို့ရမှာပေါ့ဟာ။ကိုဖိုးကံဆုံးဖြတ်ချက်ကိုအကောင့်ထဲမပေါ်နိုင်သေးခင်ပြင်ရပါပြီ။ ဒါပေမဲ့လည်းသူ့စိတ်ထဲမှာတော့တဖက်လက်နဲ့လှုပ်ဆောင်ဖို့တွေးတောထားပါတယ်။ဒီတိုင်းကိုလည်းတကယ်ပဲလှုပ်ဆောင်ခဲ့ပါတယ်။ကိုင်းတောင်နဲ့ဆိုပြီးတော့ကိုဖိုးကထွက်ခဲ့တယ်။တကယ်တမ်းတော့ကိုင်းမထောင်ပါဘူး။ကိုင်းတွေကိုဖျောက်လို့တခြားနေရာမှာအချိန်ပြောင်းပြီးပြန်လာခဲ့တယ်။နောက်တနေ့ကိုင်းဖော်တော့တားအောင်မရခဲ့ဘူးပေါ့။ဒါပေမဲ့ထင်မဲ့မထားတာက ဖြစ်ပေါ်လာတယ်။တားအောင်မရလို့မတ်ပွေးအလွန်အမင်းဒေါသထွက်တယ်။သူကိုယ်တိုင်တားအောင်ဖမ်းမယ်ဆိုတဲ့အထိကြွေးကြော်ပြီးပြောလာတော့တာပဲ။မတ်ပွေးနင့်စိတ်ကိုထိန်းစားမှာဟာ။ ိုးကျုပ်ကဘာလို့ထရမှာလဲတော့တော်ကတကယ်အသုံးမကျပါဘူးကျုပ်ကိုယ်တိုင်တားခေါင်လိုက်ဖမ်းမယ်ဟာမတ်ဘွေအဲ့လိုလို့လို့မကြဘူးလေမနဲ့ပြန်တော့တားခေါင်ရစေရမယ်ကွာစောင့်ကြည့်တာပေါ့တော်ရင်နောက်တစ်နေ့မှာတော့ကိုဖိုးကတည်းရောက်တားခေါင်ရရှိဖို့အရေးကိုမနဲ့စောခရက်ကလုံပန်းကြပါတယ်တားခေါင်မရမှာစုပ်လို့ဝင်နေကြချက်ပို့ပြီးတော့တောင်းနှက်နှက်ကိုတို့ရတယ်ချက်ကင်းလက်ခင်ကြည့်ပြီးတော့ထောင်ချောက်တွေလုံးဆောင်ရတယ်ပြန်ချိန်ကြတော့မိုးကချုပ်လို့ပါပဲ အပြန်လန်းကိုခတ်တုတ်တုတ်လမ်းခဲ့ချင်းလမ်းစိမ်မှာရတေကြီးတစ်ပါးနဲ့ဆုံခဲ့တယ်။တယ်လေအကုတုများတဲ့တာဖပါလား။ရတေကြီးကမင်းနဲ့ချင်းဆိုင်စုံလာလာချင်းမှာပြောတဲ့စကားပါ။ချက်ချင်းကြီးပြောချလိုက်တာဆိုတော့ကိုဖိုးကဘယ်နားလဲမရော။ရတေကြီးသူ့ကိုဘာပြောလိုက်တာလဲဗျ။ရတေကြီးကတခါပြောပြပြီလေ။နောက်ထပ်မသိချင်ပါနဲ့တော့။ဟာမဟုတ်တာဘာရသေးရဘာရသေးကြီးကျုပ်ကိုတခုခုပြောလိုက်ပါတယ်။อืมပြောမိပါတယ်ကွာ။ဘာပြောတာလဲ ကျုပ်အသေးချာမကြားလိုက်လို့ပါဘာရဲ့တဲ့ကြီးရဲ့ပြန်ပြောလိုက်ပါဗျာပြောပါမယ်ဒီကတကားကိုကြည့်ပြီးတော့တဲလဲအကုသူများတဲ့တာဖပါလားလို့ရတဲ့ကြီးပြောမိပါတယ်ဟမ်ရတဲ့ကြီးရဲ့ဒုစက်တဲ့စကားကြောင့်ကိုဖိုးကဘေဘီပတ်ချလဲကိုကြည့်မိတယ်ဘာရဲ့တဲ့ကြီးတီတော်ကိုဝင်တော့ကျုပ်တယောက်ထဲလာတာပါအခုလည်းကျုပ်ဘေးမှာဘသူမှမရှိမနေပါဘူးဗျာဘုံမရဘုံမရသေးတယ်ထင်စားထူယောင်တော့ကို မြင်ပါမြင်ညာမြင်တော်မပြတဲ့ ။ဘာလို့ပြောတာလဲဘာရက်တဲ့ကြီးရဲ့။အင်းတကားတော့ရဲ့။မိကိုနေကလည်းတဲလေမြတကူရက်တဲ့ကြီးထပ်ပြီးမဖြေကြားလို့တော့ဘူးကွယ်။ရတဲ့ကြီးကပြောပြတာနဲ့ခြေလမ်းမိထွက်သွားခဲ့တယ်။ကိုဖိုးခတ်တယောက်ကတော့ရတဲ့ကြီးကိုနားမလည်တန်းစွာကြည့်ရင်စံရိတ်ခဲ့ရတာပေါ့။အိမ်ပြန်ရောက်တော့ကိုဖိုးခတ်တယောက်ရတဲ့ကြီးရဲ့ဇကားတွေကိုပြန်လဲကြားရအောင်ကအဖြေရှာရင်ငင်းကင်နေမိပါလေ။ကိုဖိုးခတ်မဘွေးနားကိုရောက်လာတယ်။"ဟွန်းမဘွေး၊ကျုပ်နေရတာတမျိုးကြည့်တော့"အေးနေရခတ်နေလိုက်တာ။"ဟွန်းဘာဖြစ်လို့လဲမဘွေး မသိဘူးတော့ကြုံစိတ်တဲ့တစုံတစ်ခုကိုစိတ်လို့မကြပဲစာလောင်မိုးတိတ်နေတယ်လို့ခန်းစားနေရတယ်တော့ဟာကိုဘိုးကမပွေးကိုခြေစွန်းကောင်းဆုံးတေချာကဲခတ်ကြည့်လိုက်တယ်ထမင်းကိုတူတူဇပင်းလေးကိုစလုံးလည်းမဟုတ်အပေါ်ဘက်စီမှာစုစည်းချင်းအောင်ချားလေရဲ့မပွေးရဲ့အင်ပြင်ကိုတခက်ဟာယောက်ျားကြီးတယောက်လာပါမပွေးနေသားကောင်ကိုခုတ်တက်တက်ဖြတ်ချင်ရတော့မဟုတ်ပါဘူးနော်ဟဲကိုဖို့ကဟင်ဘာဖြစ်လို့လဲမပွေးကသူမင်းရဲ့မိကုန်းကိုမဖြစ်ပဲအလွန်အားအသင့်နေတဲ့အတွင်းနဲ့ အာမေတိတ်ကိုတပြိုင်တည်းပြုတ်လာတော့ကိုဘိုးကစိတ်ပူပြီးတော့ပြန်မင်းမိတယ်တော်တော်ပြောလိုက်တာကျုပ်ပိုက်ထဲကကလျာလှုပ်တယ်တော်အဟောဆရာကြီးဟာကိုဘိုးကမက်ဘိုးရဲ့ဝမ်ပိုက်ကိုကြိတ်လိုက်တယ်ခါနေရကနေတတုတ်တုတ်တိုးနေတဲ့ပိုက်ထဲကအစာလေးကိုမြင်နေမိလေရဲ့အေးဟုတ်ပါဟာကိုဘိုးကကြည့်နေတော့မှပဲပါကြီးကပြန်ပြီးတော့ငြင်းကြသွားလေတယ်ငါငါထပ်ပြောကြည့်မယ်ပြောကြည့်စမ်းတော်အခုပိုက်ထဲမှာရှိနေတာကကြောက်ကြလေးလားမင်းလေးလားမသိရသေးဘူးတကယ်လို့ယောက်ျားလေးမွေးလာခဲ့ရင်ဆိုရင်မင်းရဲ့မနာပဲလောက်ပြဆမ်းပါ ကပိုးကစကားတော်မဆုံးသေးပါဘူးပိုက်ကြီးကတတုတ်တုတ်နဲ့ကိုမရက်မနာပဲလှုပ်ခတ်နေတာပေါ့မပွေလှုပ်တယ်ဟာอืมဟုတ်တယ်ကိုဖိုးကတော်ရရပေါ့ကျုပ်ကအခုလိုကြီးလုံမလှုပ်ပါမလားလို့ဒါဒါပထမဆုံးလှုပ်တာပဲချက်ပြတ်တများရှင်ဒီကနေ့မှာတက်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့တပွဲစားမဟုတ်စို့ကန္နမမဟုတ်စို့အပိုင်းတစ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီဇလန်းရဲ့ကြံရှိနေသေးတဲ့အပိုင်းများကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စပရိတ်တက်ကဆက်လက်ဆောင်မြေကြီးစုအားပေးကြပါအောင်ရှင်ဒီကနေ့မှနားဆင်အားပေးခဲ့ကြတဲ့စပရိတ်တက်တူချင်းစီတန်းကိုအထူးပဲကျေးဇူးတင်ပါတယ်တာယာပြိုရှင်နဲ့နေတိလေးကိုပိုင်ဆိုင်နေကြပါစေရှင်